မင်္ဂလာပါကင်ဆာကုတမှုနယ်ပယ်မှာတကယ့်ကိုအာယုံဆိုင်ရှာထုတ်တမှုတစ်ခု အင်္ဂလန်နိုင်ငံကနေထွက်ပေါ်လာလို့ဒီနေ့ဆွေးနွေးကြမှုရှိပါတယ်ဟုတ်ကဲ့ NHS လို့ခေါ်တဲ့သူတို့ရဲ့အမျိုးသားကြမ်းမရေးဝန်ဆောင်မှုအဖွဲ့ကနေပေါ့လေဥရောပမှာပထမဆုံးအကြိမ်ရဖြစ်ကင်ဆာဝေဒနာရှင်တွေကကိုခနာစနစ်ကိုအပြုတ်ပြုတ်ရဲ့ကုထုံးတစ်ခုကိုအမ်စေထိုနီနာတက်နဲ့စတဲ့အပြုတ်ပြုတ်လိုက်ပြီလို့ဆိုပါတယ် ဒီနေ့ကျွန်တော်တို့လက်ထက်မှာရောက်နေတဲ့အခြေလက်တွေကိုအခြေခံပြီးတော့လေဒီကုထုံးတစ်ကဘာတွေထူးခြားလဲဘလို့အလုတ်လုတ်တယ်လဲအဲနောက်ပြီးဘာကြောင့်တာကကင်ဆာလူနာတွေနဲ့ဂျမိုင်းစနစ်ထားတရင်းကန်းတစ်ခုဖြစ်နေရတာလဲဆိုတော့ကိုအတူတူကစမ်းစစ်ကြည့်ကြမယ်ဟုတ်ကဲ့ပါဒီစမ်းစစ်မှုမှာအဓိကကတော့အင်္ဂလန်မှာဆက်လက်ခဲ့ဒီ nevolumet ပေါ့နော်အဲ့ဒီ C ကိုအခြေခံထားတဲ့ကင်ဆာကုသဆေးထိုနီတစ်ကဘလို့မျိုးအလုတ်လုတ်တယ်ဆိုတာရဲ့သူ့ရဲ့ လက်တွေ့အကျိုးသက်ရောက်မှုတွေရဲ့ပြီးတော့ကင်ဆာကူးသက်ရေးနယ်ပယ်တစ်ခုလုံးအတွက်ဘာကြောင့်တာကမတိုင်တစ်ခုလိုအရေးပါနေတယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းနားလည်သွားအောင်ရည်ရွယ်ပါတယ်။ကောင်းပါပြီ။ဒါဆိုရင်ဒီ Nibolo Map စေတူကုထုံအတိကိုအသေးစီအစကြီးကြောင်း Utility ရာဆွေးရဲ့အင်္ဂလန်ဟာ NHS ကနေတဆင့်ဒီလိုကိုခါ system ကိုအားပေးတဲ့ကင်ဆာကုထုံကိုလေစေတူနီတစ်နဲ့တုံးတယ် ဥရောပမှာပထမဆုံးနိုင်ငံဖြစ်လာတယ်ဆိုတော့ဒါက Nibolo Map ဆိုတဲ့ဆေးကိုတုံးထားတာပေါ့နော်ဟုတ်ပါတယ် Nibolo Map ဆိုတာက immunotherapy လို့ခေါ်တဲ့ကိုခံအားကုထုံးအုပ်စုတွေကဆေးချမျိုးမှာ immunotherapy ကိုခံအားကုထုံးဆိုတော့ဟုတ်ကဲ့သူ့ရဲ့အခြေခံ idea ကကင်ဆာဆဲတွေကိုတိုက်ရိုက်ကိုက်ခိုက်တာထက်လူနာရဲ့ကိုယ်ပိုင်ကိုခံအား system ပေါ်ပဲပြန်ပြီးတော့လုံဆော်ပေးတာကိုခံအား system ကကင်ဆာကိုပိုပြီးကောင်းကောင်းတိုက်နိုင်အောင်အ ကူညီပေးတဲ့သဘောမျိုးပေါ့ဩကိုရဲ့ကိုခန့်အစစ်စတန်ကိုပဲပြန်သုံးပြီးကန်ဆာကိုတိုက်ခိုင်းတာမှန်ပါတယ်ဒါဆိုရင်အဲ့ဒီလိုကိုခန့်အစစ်စတန်ကကန်ဆာကိုပိုကောင်းကောင်းတိုက်နိုင်အောင်ဒီနီဘိုလိုမက်ကဘလိုများတိတိကျကျအကူညီပေးတာလဲသူ့ရဲ့လောက်ဆောင်ပုံလေးနည်းနည်းရှင်းပြပေးပါလားအဲ့ဒီနေရာကစိတ်ဝင်စားစရာပါကျွန်တော်တို့ကိုခန်းအားစစ်နေမှာလေ T cells ဆိုရယ်တိုက်ခိုက်ရေး cell တွေရှိရေပေါ့နော်ဟုတ်ကဲ့ T cells ကင်ဆာဆဲလ်လေးအားတို့ရပါနတ်တော့ အဲ့ဒီ T cells တွေရဲ့တိုက်ခိုက်မှုကနေရှောင်ဖို့စူးစမ်းကြတယ်။သူတို့သုံးတဲ့နီလန်တစ်ခုက T cells တွေပေါ်မှာရှိတဲ့ PD1 ဆိုတဲ့ protein တစ်ခုကိုသုံးချတာ။ PD1 ဟုတ်ကဲ့ PD1 ဆိုတာကကိုခံအားစနစ်ရဲ့ break လိုမျိုးပဲ။ပုံမှန်ဆိုရင်တော့ကိုခံတာကိုယ့်ရဲ့ပုံမှန် cell ကိုကိုခံအားစနစ်ကမားပြီးမတိုက်မိအောင်ထိန်းပေးတာလေ။嗯嗯ဒါပေမဲ့ကင်ဆာဆဲတချို့ကဒီ PD1 လမ်းကြောင်းကိုအလွဲသုံးစောက်လုပ်ပြီးကိုခါအဆင့်နစ်ကိုအထင်မှားအောင်လုပ်လိုက်တယ် နော်ကရန်သူမဟုတ်ဘူးဆိုတဲ့အချက်ပြမှုမျိုးပို့လိုက်တာပေါ့ Nivolumab ကအဲ့ဒီ PD-1 break ကိုတွားပြီးတော့ဖြုတ်ပေးလိုက်တာအဲ့ဒီခါကျတော့ T cells တွေကကင်ဆာဆဲတွေကိုရန်သူအဖြစ်ပြန်မှတ်မိလာပြီးတိုက်ခိုက်နိုင်စွမ်းပြန်ရှိလာအောင်လမ်းဖွင့်ပေးလိုက်တယ်လို့ပဲ။အော်ရှင်းသွားပြီ။ဆိုတော့ကိုကန် system ကိုဟန်တားနေတဲ့အချက်ပြမှုအဲ့ဒီ break ကိုဖြုတ်ချလိုက်တာပေါ့။ဟုတ်ပါတယ်အတည့်ကြပါပဲ။ဒါကဆေးရဲ့လှုပ်ဆောင်ပုံ။ ဒီကုထုံမှာတကယ့်ကိုထူးခြားပြီးအဓိကပြောနေကြတဲ့အပြောင်းလဲကကုတချင်းလို့ဆိုပါတယ်။အရင်ကနဲ့အခုဘလောင်းများကွာသွားတာပါလဲ။ဟုတ်ကဲ့အဲ့ဒါကတကယ့်ကိုအဓိကကြတဲ့တိုးတက်မှုပါ။အရင်ကဆိုရင်နေဖို့လူမက်လို့ကိုခံအောင်ကုထုံစီးတွေကိုသွေးကြောတဲ့ကိုတိုက်ရိုက်ထည့်သွင်းတဲ့နီးလက်နဲ့ပေးရတာများတယ်။ IV infusion ပေါ့ ဟုတ်ကဲ့ IV infusion အဲ့လိုတွင်းဖို့ဆိုရင်ပြင်ဆင်ချိန်တွေပါတယ်နဲ့ဆိုလူနာတယောက်ကိုအနည်းဆုံးမိနစ်30ခန့်တနားရီတခါလေဒီထက်လေးပိုကြနေတယ်တနားရီလောက်အထိပေါ့နော်ဟုတ်ကဲ့အခုနီလန်းတက်လာတော့အရေပြားအောက်ကိုဆေးထိုးအသေးသေးလေးနဲ့ထိုးသွင်းလိုက်ရုံပဲ subcutaneous injection လို့ခေါ်ပါတယ် subcutaneous injection ဒီပြောက်ကိုထိုးတာဟုတ်ပါတယ်အဲ့လိုထိုးသွင်းမှုကလေ3မိနစ်ကနေ5မိနစ်တွင်မှာပြီးသွားနိုင်တယ်ဟမ်3မိနစ်5မိနစ်တကယ်လား တနားကြီးလောက်ကနေအဲ့ဒီလောက်ထိကျုံသွားတာလားဟုတ်ပါတယ်အစားပေါင်းများစွာအချိန်တိုးသွားတာပါဒါကတော်တော်လေးသိတာတဲ့ပြောင်းလဲမှုပဲဒါဆိုရင်လူနာတယောက်ရဲ့အတွေ့အကြုံဘယ်လောက်ပြောင်းတော့မလဲစဉ်းစားကြည့်လို့ရတယ်အရင်ကစေးတွင်းဖို့တနေ့ကုန်နှိပါအချိန်ပေးရနိုင်တဲ့အချိန်တွေကနေအခုကော်ဖီတစ်ခွက်တောက်ချိန်လောက်နဲ့ပြီးသွားတာမျိုးပေါ့မှန်ပါတယ်လူနာတို့သားတော့အကျိုးကျေးဇူးကတော်တော်ကြီးပါတယ်စေးရုံမှာကုသမှုခံယူဖို့စောင့်ရတဲ့အချိန်ပြီးတော့ကုသမှုခံယူနေရတဲ့အချိန်ကိုယ်တိုင်က တိတိတတာကိုရော့ကျသွားတာအဲ့ဒါကသူတို့ရဲ့နေ့စဉ်ဘဝတွေအလုတ်ကင်တွေမိသားစုတို့အချင်းပိုတွေအများကြီးရလာစေတယ်။နောက်ပြီးကုသမှုခံယူရတဲ့လုပ်ငန်းစဉ်ကြီးတစ်ခုလုံးကလည်းပိုပြီးတော့တက်တောင့်တတာထိလာမယ်။စိတ်ဖိစီးမှုလည်းအများကြီးရော့သွားနိုင်တာပေါ့။ဟုတ်ပါ။အထူးသဖြင့်အလုတ်လုပ်နေရတဲ့လူနာတွေဒါမှမဟုတ်ဆေးရုံကိုခဏခဏလာဖို့ခီးခွေးတဲ့သူတွေအတွက်ဆိုရင်ဒါကတကယ့်ကိုအဆင်ပြေစင်ပါပဲ။ဤတဲ့စနစ်ကြီးမှာပေါ့။ဒါကလည်းအရင်အရေးကြီးတဲ့ချက်ပါ။ကုသချင်းဒီလောက်တိတိတတာတိုးသွားတာက စေယုံနေအထူးသဖြင့်ကန်စာကုသဌာနရဲ့လုံငန်းလက်ပတ်မှုကို အများကြီးအကျိုးပြုနိုင်ပါတယ်။ဥပမာ လူနာတယောက်ကိုတနာရီကြာမဲ့အစားမိနစ်ပိုင်းပဲကြာတော့မယ်ဆိုရင်အဲ့ဒီဆေးသွင်းတဲ့ကလားထိုင်နေအခန်းတွေကိုတရက်အတွင်းမှာလူနာအရေအတွက်ပုံများများအတွက်သုံးလို့ရလာမယ်။ဟုတ်ကဲ့။ဆောင်းရတဲ့လူနာတွေအတွက်အလက်မြန်လာတာပေါ့။ဟုတ်ပါတယ်။ waiting list တွေရောကြနိုင်တယ်။နောက်ပြီးစေယုံဝန်ထမ်းတွေသူနာပြုတွေအတွက်လည်းအချိန်ပိုထွက်လာမယ်။ အရင်ကဆေးသွင်းတာကိုနိုင်နဲ့ချီဆုံးချိနေရမယ်အစားအခုအချိန်တိုလင်းနဲ့ပြီးတော့တခြားလူနာဆော့ရှော့မှုလုပ်ငန်းတွေကိုပိုပြီးအယုံဆိုင်လုပ်နိုင်လာမယ်။อืมဒါကအရင်မြစ်တွေကိုပိုပြီးထိထိရောက်ရောက်တုံးနိုင်လာပြီးတော့စနစ်တစ်ခုလုံးရဲ့ဝန်ထုတ်ဝန်ပိုကိုရော့ချစေနိုင်တယ်ဆိုတဲ့သဘောပေါ့။ဟုတ်ကဲ့အဲ့လိုဆိုလိုတာပါ။ကောင်းပါပြီ။ဒါဆိုရင်ဒီ Nivo Lumap အရေးပြအောက်ထိုးဆေးကုထုံးကဘလို့ကင်ဆာမျိုးစားတွေကိုအဓိကကုတာဖို့ရည်ရွယ်ထားတာလဲ။ ဘလို့လိုနာတွေအကျိုးကျေးဇူးရနိုင်မလဲအခုလောလောဆယ်ဒီ subcutaneous nivolo map ကတော့လေအရင်သွေးကြောကနေသွေးနေကြ nivolo map နဲ့ကုသလို့ရတဲ့ကင်ဆာအမျိုးအစားတော်တော်များများအတွေ့အလားတူအသုံးပြုနိုင်ဖို့ရည်လွယ်ထားဖို့ရပါတယ်အတီးပြုထားတဲ့အချက်လက်တွေကတော့ကင်ဆာမျိုးအစား15မျိုးလောက်အထိအကျုံးဝင်နိုင်တယ်လို့ဆိုပါတယ်15မျိုးတော်တော်များလာပဲဟုတ်တယ်ဥမာပြောရရင်အရေးပြားကင်ဆာမဲလိုနိုမာကြောက်ကက်ကင်ဆာအဆုတ်ကင်ဆာစီးရင်ကင်ဆာနောက်ပြီးအစာရေမျိုးပြွင်းကင်ဆာတွေပါဝင်ပါတယ် NHS England ကခန့်မှန်းထားတာကတော့တလကိုလူနာ1400လောက်ကဒီနီလန်သစ်ကိုပြောင်းသုံးပြီးအကျိုးကျေးဇူးရနိုင်မယ်လို့ဆိုပါတယ်။တလကို1200ဆိုတော့တစ်နှစ်ဆိုရင်လူနာ1000ကျော်လောက်ရှိမယ်ပေါ့။ဟုတ်ပါတယ်။အဓိကကတော့လက်ရှိ Nivolumab ကို IV infusion နဲ့ကုသမှုခံယူနေတဲ့လူနာတွေထဲကတတ်မှတ်ခြင်းနဲ့ကိုက်ညီတဲ့သူတွေအတွက်ပိုမြန်တဲ့ပိုအဆင်ပြေတဲ့ရွေးချယ်စရာတစ်ခုဖြစ်လာမှာပါ။ဒါကတော်တော်ကျေပြန့်တဲ့လူနာအုပ်စုအတွက်အကျိုးရှိစေနိုင်တာတွေ့ရတယ်။ ဒီလိုကုသနည်းလမ်းကိုပြောင်းလိုက်တာကဘာကြောင့်ကင်ဆာကုသမှုတမိုင်းမှာအရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်တယ်လို့သုံးသပ်ကြတာလဲအချိန်မြန်သွားတာတစ်ခုတည်းကြောင့်ပဲလားအင်းအချိန်မြန်သွားတာကတော့ချက်ချင်းမြန်တာတဲ့လက်တွေ့အကျိုးကျေးဇူးပေါ့လေဒါပေမဲ့သူ့ရဲ့အရေးပါမှုကဒီတက်နက်နက်ပူကျေပြန်းပါတယ်ပရမဆုံးအနေနဲ့ immunotherapy ဆိုတာကလွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်လောက်ကတည်းကကင်ဆာကုသမှုမှာတကယ့်ကိုတော်လန်ရေးတစ်ခုဖြစ်ခဲ့ပြီးသားလူနာရီရဲ့အသက်ရှင်နှုန်းကိုတိတိတတ်တတ်တိုးတက်စေခဲ့တဲ့ကုထုံးတွေလေ ဟုတ်ကဲ့ဟုတ်ကဲ့အခုကအဲ့ဒီလိုအစွမ်းထက်တဲ့ကုထုံးတွေကိုလူနာစီကိုပို့ဆောင်တဲ့နီလန်ကိုရိုင်းကိုပို့ပြီးရိုးရှင်းအောင်ပို့ပြီးလူနာအတွက်အစဉ်ပြောင်းလုပ်လိုက်နိုင်တာဒါကကုသမှုကိုပို့ပြီး patient centric ဖြစ်လာစေတယ်လို့ပြောလို့ရတယ် patient centric လူနာကိုဘဟုပြုတယ်ဆိုတဲ့သဘောပေါ့နော်လူနာရဲ့တက်တော့တတာရှိမှုနဲ့နေ့စဉ်ဘဝကိုပို့ပြီးဦးစားပေးလာတယ်ဆိုတဲ့သဘောအတိအကျပါပဲကင်ဆာလိုယောဂမျိုးနဲ့ရုန်းကန်နေရတဲ့အခါ ကုတမှုခံယူရတဲ့ဖြစ်စဉ်ကိုယ်တိုင်ကလည်းစိတ်ပိုင်းရော ရုပ်ပိုင်းရောဝင်ထုတ်ဝင်ပိုးတစ်ခုဖြစ်နေရတာကိုမှန်ပါတယ်အဲ့ဒီဝင်ထုတ်ဝင်ပိုးကိုနည်းနည်းလေးပဲဖြစ်ဖြစ်မလျှော့ချပေးနိုင်တာကသူတို့ရဲ့ကုတမှုခွေးကြီးတစ်ခုလုံးဝပေါ်မှာအများကြီးအပြုတ်ဘောဆောက်တဲ့တက်ရောက်မှုရှိနေနိုင်တယ်ပြီးတော့နောက်တစ်ချက်ကလေဒီလိုဆေးပေးတဲ့နီလန်းကိုရိုးရှင်းအောင်လုပ်နိုင်တာကအနာဂတ်မှာဒီလိုကုထုံးတွေကိုဆေးရုံကြီးနေမှာပဲမဟုတ်တော့ပဲရက်ွက်ဆေးကန်းလေးတွေဒါမှမဟုတ်လူနာရဲ့အိမ်မှာတော့ပေးနိုင်ဖို့အလားအာကိုလောင်းဖွင့်ပေးလိုက်တယ်လို့ဖြစ်လာနိုင်တယ်အာ အိမ်မှာဒါမှမဟုတ်ရက်ကွက်စေခန့်မှာခိုးခန္ဓာကူးထုံးလို့အစစ်မြင့်ကူးတာမှုခံယူနိုင်မယ်ဆိုတဲ့အလားအလာကတော်တော်လေးစိတ်ဝင်စားစရာပဲဒါကလက်တွေ့ဖြစ်လာနိုင်ချေဘလောက်များရှိပါသလဲတခြားဆေးတွေရောဒီလို အရေးပြားအောက်ထိုးနှီးကိုပြောင်းလာနိုင်မလား ဒါကလောကဖြစ်နိုင်ချေရှိတဲ့လမ်းကြောင်းတစ်ခုပါ။စီးပွားကုမ္ပဏီတော်တော်များများကသူတို့ရဲ့သွေးကြောသွင်းဆေးတွေကိုအရေးပြအောင်ထိုးဆေးပုံစံအဖြစ်ပြောင်းလဲဖော်ဆက်ဖို့သူတည်သွင်းနိုင်တဲ့လုပ်နေကြပါတယ်။ဘာကြောင့်လဲဆိုတော့အခုနောက်ကဂျူမော်လေးဆွေးနွေးကြတဲ့အချို့ကျေးဇူးတွေအကုန်လုံးမို့လို့လူနာတို့အဆင်ပြေမှုအချမ်းမာရေးဝန်ထမ်းတို့အချင်းကုံတက်တာမှုစနစ်တစ်ခုလုံးတွေထိရောက်မှုအဲ့ဒါတွေကိုရနိုင်လို့ပဲ။ဟုတ်ကဲ့။ ne volume map ကဒီလမ်းကြောင်းပေါ်ကအစောပိုင်းဥမာကောင်းတစ်ခုဖြစ်လာပြီးတော့လေနောက်ပိုင်းမှာတခြားကင်ဆာဆေးတွေဒါမှမဟုတ်အဆင်မြင့်ရောင်ညိုးကလို့ နာတာရှေယောဂကုသေးတွေမှာလည်းဒီလိုပုံစံပြောင်းလဲမှုတွေကိုပိုပြီးမြင်လာရဖို့ရှိပါတယ်။ဒါကဆေးကုသမှုပေတဲ့ပုံစံကိုဆေးရုံအခြေပြု Hospital Centric ကနေလူမှုအတိုင်းအဝိုင်းခြေပြု Community Based ဒါမှမဟုတ်အိမ်မှာကုသမှု Home Based ခေဘက်ကိုတဖြည်းဖြည်းရွေ့လျားသွားစေနိုင်တဲ့အလားအလာကိုပြနေတာပါ။ဒါဆိုရင်အင်္ဂလန်ကဒီခြေလမ်းတဲ့ဟာကဘာတဝန်ကကင်ဆာကုသမှုပုံစံတွေအပေါ်မှာပါ။တက်ရောက်မှုရှိလာနိုင်တဲ့အလားအလာရှိနေတယ်ဆိုတော့တိကျပါပဲပေါ့။ နိုင်ငံတွေရဲ့ကျန်းမာရေးစနစ်တွေကအမြဲတမ်းပိုကောင်းအောင်ပိုထိရောက်အောင်လူနာတက်ဖို့အဆင်ပြေအောင် ကုသနည်းလမ်းတွေကိုရှာဖွေနေကြတာပဲလေ။အင်္ဂလန် NHS ရဲ့ဒီအထွေအကြုံကတခြားနိုင်ငံတွေအတွက်ဆန်နမူနာတစ်ခုဖြစ်လာနိုင်တယ်။နောက်ပြီးတခြားဆေးဘောကုမ္ပဏီတွေကိုလည်းသူတို့ဆေးတွေအတွက်ဒီလို subcutaneous formulation တွေကိုအချိန်ဖြင့်ပြီးတည်ထွင်လာဖို့တွန်းအားပေးနိုင်ပါတယ်။ဟုတ်ကဲ့။ဒါကြောင့်ဒီသတင်းကအင်္ဂလန်နိုင်ငံတည်းအတွက်သာမဟုတ်ပဲကမ္ဘာကင်ဆာကုသမှုနယ်ပယ်တစ်ခုလုံးအတွက်အရေးပါတဲ့တိုးတက်မှုတစ်ခုလို့ဆိုနိုင်ပါတယ်။ ကောင်းပါပြီဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကို အနှစ်ချုပ်ပြန်ကြည့်ရရင်တော့ England NHS ကစတင်လိုက်တဲ့ Nivolu Map ကိုခန်အားကူထုံကိုအရေးပြအောက်ကနေထိုးသွင်းတဲ့နီလန်တက်ဖို့ဒါကအဓိကအားဖြင့်ကုသချင်းကို အရင်နိုင်ရွက်တနိုင်လောက်ကြာနိုင်ရကနေ9မိနစ်အောင်ထိတိတိတသားကြီးရွှတ်ချနိုင်ခဲ့တယ်။ဟုတ်ကဲ့ ဒီနီလန်ကကန်ဆာမျိုးစား16မျိုးလောက်အတွက်အသုံးဖြုန်နိုင်ပြီးတလောက်ကိုလူနာတစ်ထောင်နေတိုင်းလောက်အကျိုးကျေးဇူးရနိုင်မယ်လို့ခန့်မှန်းထားတယ်။မှန်ပါတယ်။ဆိုတော့ဒီပြောင်းလဲမှုကလူနာတွေအတွက်အချင်းကုန်သက်သာပြီးပိုအဆင်ပြေစေတယ်။စီးရုံနဲ့ကျမ်းမာရေးစနစ်အတွက်လည်းဝန်ထုတ်ဝန်ဖိုးကိုညော့ကြစီပြီး ပိုထျောက်စင်နိုင်တဲ့အရေးပါတဲ့တိုးတက်မှုတစ်ခုလို့ဆိုနိုင်ပါတယ်နော်မေခွန်းတစ်ခုစီဥတီတွားစင်ပါတယ်အခုကလက်ရှိအသုံးပြုနေပြီးသားထျောက်မှုလည်းရှိတဲ့ကိုခံအောက်ကူထုံ Nivo Lumap ကိုဘယ်လိုပိုကောင်းအောင်ပေးမလဲဆိုရင်နီလောင်းကိုတိုးတက်အောင်လုပ်လိုက်တာပေါ့ဟုတ်ကဲ့ဒါကိုကြည့်ပြီးတော့အနာဂတ်မှာကင်ဆာကုထုံအသစ်တွေတီထွင်ဖော်ထုတ်တဲ့အခါမှာဆဲတမျိုးရဲ့အစွမ်းထက်မှုဘေးထွက်ဆိုးကျိုးနည်းပါးမှုတွေအပြင် အခုလိုအသုံးပြုရလွယ်ကူမှု ကူတာချင်းတိုးတောင်းမှုလူနာရဲ့နေစဉ်ဘဝနဲ့လိုက်လျောညှိထွေဖြစ်မှုဆိုတဲ့အချက်တွေကိုရောအဲအဲ့ဒါတွေကိုဆေးဝါးတုရတနာနဲ့ဖွံ့ဖြိုးတိုးတက်ရဲ့အစောပိုင်းအဆင့်တွေကလည်းပို့ပြီးတော့အလီးပေးစဉ်းစားလာကြမလား음ဆိုလိုတာကဆေးရဲ့အာနိသင်အပြင်ဆေးကိုဘယ်လိုပေးမလဲဆိုတဲ့ delivery method ကပါဆေးကခုရဲ့အောင်မြင်မှုအကအရေးပါတဲ့အချက်တစ်ခုဖြစ်လာမလားဆိုတာပေါ့ ဟုတ်ပါတယ်အဲ့လိုစဉ်းစားစရာဖြစ်လာတယ်လမမွင့်ရင်လေဒီလိုပုံမြန်ဆိုင်ပြီးစီးယုံကင်ပေါက်မှာတော့ကုသနိုင်ခြေရှိလာတယ်ကုထုံးမြေက အချင်းကုံတက်တာတာအပြင်ပေါ့လေလူနာတွေကုသမှုမှုပေါ်ထားတယ်စိတ်တဘောထားသူတို့ရဲ့ယောဂကိုကင်တွဲဖြည့်ရှင်းရမှာပိုပြီးတက်ကြွက်စွာပါဝင်လာနိုင်မှုကိုပိုင်ဆုံးချက်ခွင့်ပိုရလာတယ်လို့ခံစားရမှုစားတဲ့စိတ်ပိုင်းဆောင်ရနဲ့လူမှုဘဝဆောင်ရအတွေ့အကြုံတွေကိုတခြားဘလို့နီးလဲလင်နဲ့ကြောင်းလဲမြင့်တင်ပြနေအောင်မလဲ။ဟုတ်ကဲ့ဒါကလည်း တကယ်ကိုဆက်လက်ပြီးတော့စူးစမ်းလေ့လာတင်တဲ့စဉ်းစားစရာချက်ကောင်းတွေပါပဲဟုတ်ကဲ့ပါဒါတွေပါတော့ဆက်ပြီးလေ့လာသွားရမယ့်အပိုင်းတွေဖြစ်လာမှာပါ